ဒီနေ့ရထုတ်မြန်မာ channel မှာဆိုရင်တော့ခိုင်နှုံးတွေကကဘာဘွားချစ်စရာအကောင်းဆုံးသောငှက်လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Subscribe like and share ခေါင်းလေးနှိပ်ပြီးတော့အဆုံးထိကြည့်ရှုပေးသွားကြပါအောင်ရှင်။ကျမကတော့ခိုင်ပါရှင်။နံပါတ်20ကူဘန်တိုဒီဒီငှက်လေးဟာဆိုရင်တော့17စင်တီမီတာရှိနေပြီးအလေးချိန်က9.6ဂရမ်သာရှိနေတဲ့သေးငယ်တဲ့ငှက်လေးပဲဖြစ်ပါတယ်။သူကတော့ပန်းရောင်တောင်အနီရောင်လေစလုံးရဲ့အပြာရောင်နားအကားလေးရဲ့နဲ့ခြေသာထားတဲ့တက်ရှိအယုတ်လေးလိုပါပဲ။ သူပါလာယုံနေမဟုတ်ဖဲနဲ့ရှင်တန်းနေထိုင်ရတာလည်းစိတ်ဝင်စားစရာပါ။သူကတော့အင်းဆက်တွေအသီးနှံလေးတွေအကောင်ပလောင်တေးသေးလေးတွေကိုစားသုံးတတ်တဲ့သူဖြစ်ပါရဲ့။နံပါတ်ဆက်ကို Eurasian Bluetick သူကတော့အပြာနဲ့အဝါဆက်ထားတဲ့အတောင်တွေရှိတာပါ။အပြာရောင်အုတ်ထုတ်လေးစောင်းထားသလိုဖြစ်နေပြီးအဖြူရောင်မျက်နှာကိုအမဲလိုက်လေးတွေကွထားတဲ့အသွင်ရှိတာပါ။အလေးချိန်အပြင်ဆိုရင်တော့70 grander ရှိနေပြီး70 cm အရှည်ရှိတာပါ။ သူတို့ကတော့လုံခြုံတဲ့အတိုက်တွေမှာတွေ့ရတာများနေပြီးပန်းချံတွေတက်တော်ရီထဲမှာလည်းတွေ့နိုင်ပါတယ်။နမဆက်ရှိအဝါရောင်ငှက်ပရိသူကတော့အဝါရောင်ငှက်အတောင်ရဲ့ခေါင်းမဲလေးရဲ့အမဲရောင်အတောင်ပေါ်မှာအဖြူရောင်အစင်းချောင်းလေးတွေနဲ့ချစ်စရာကောင်းတဲ့ငှက်လေးတကောင်ပဲဖြစ်ပါတယ်။သူတို့ကတော့၁၁ကနေ၁၄စင်တီမီတာလောက်ထိအမြင့်ရှိနေပြီးအတောင်တွေကိုဖြန့်လိုက်တဲ့အခါမှာတော့၁၉ကနေ၂၀စင်တီမီတာအထိရှိနိုင်ပါတယ်။နမဆက်ခုနဲ့နက်ကချာ တို့ရောင်ကတော့ခဲပြရအောင်အနူလေးဖြစ်နေပြီးအထီးကောင်းပေါ်မှာအမဲရောင်ပုံစံဖြစ်ပါရီနှုတ်သီးတွေကရှေလျားချွန်ထက်နေပြီးအမီးရှေလီလည်းရှိပါရီတို့ကတော့မြောက်အမေရိကကဆိုးဆွတဲ့တတော်တွေထဲမှာစက်စားလေးရှိကြတာပါတို့မှာဆောင်ပုတ်တာရှိခဲ့မယ်ဆိုရင်ချစ်စရာကောင်းနေတက်ကြွအောင်နေခြင်းဖြင့်တတော်ကိုအသက်သွင်းလိုက်ပါဒါလို့ဆိုတာပဲဖြစ်ပါလိမ့်မယ်နမတ်ဆတ်6 Red Buffery Ram သူတို့ဟာဆွေနှောင်းအမဲရောင်ကိုလုံးရှိနေပြီးအနီရောင်ကျောနဲ့အညိုရောင်အတောင်တွေရှိတာပါသူတို့ကတော့ဩစတြေးလျနိုင်ငံရဲ့မြောက်ဖက်နဲ့အရှေ့ဘက်ကျွန်းတွေမှာတွေ့နိုင်ပါတယ်နမတ်ဆန်က Rainbow Lorry Game ဒီငတ်တွေဟာဆွေနှောင်းသူတို့ရဲ့အယောင်ဆုံးခြေသားထားတဲ့တတ်တလို့ပုံစံတွေကြောင့်လူသိများကြပါတယ်သူတို့ကတော့28ကနေ32စင်တီမီတာအရှည်အထိရှိနေပြီးအပြာရင်ရောင်ခေါင်းအစိမ်းရောင်ပိုင်းနဲ့လိမ္မော်ရောင်ဆက်ရင်အုံးနဲ့ခြေသာထားပါရယ်ဝိရီနဲ့ဝင်းမုံလေးတွေပြင်အင်းဆက်လေးတွေကိုပါစားကြတာပါ နမဆာလီယူရိုပီယံရိုလာဒင်းငယ်တွေရဲ့အရှိရာတော့29နဲ့30စင်တီမီတာ ရှိကအတောင်တွေကိုဖြတ်လိုက်မယ်ဆိုရင်တော့52ကနေ58စင်တီမီတာရှိပါတယ်။အနက်ရောင်တောင်ရှိပြီးအညိုရောင်ကျောပြင်းနေဖြစ်ပါတယ်။သူတို့ကတော့ပုံနွေး6သွေးရဲ့နေရာတွေမှာစက်စားကြတာပါ။နမဆာတော့ Crimson Tag ဩစတြေးလျမှာတွေ့ရတဲ့တေးတီငံလေးပဲဖြစ်ပါတယ်။ထိပ်ပိုင်းနဲ့အောက်ပိုင်းတွေရအနေအထားဖြစ်ကမျက်လုံးတစ်ဝိုက်ပါဆိုရင်တော့အနက်ရောင်ကရှိနေပြီးလယ်စလုပ်ကတော့အဖြူရောင်ဖြစ်ပါတယ်။ သူတို့ခြုံတွေထဲမှာရှိနေတဲ့အင်းဆက်နဲ့ပင့်ကူတွေကိုစားကြတာပါ။နမဆက်နဲ့ Mountain Bluebark မြောက်အမေရိကရဲ့အနောက်ပိုင်းဒေသတွေမှာတွေ့ရလေရှိတဲ့ဒီငှက်တွေအရဆိုရင်တော့သူတို့ရဲ့ဒေသချင်းတန်ချိုချိုလေးတွေနဲ့ထင်ရှားတဲ့အပြာရောင်ငှက်လေးတွေဖြစ်တာကြောင့်လူသိများတာပါ။အင်းဆက်တွေကိုစားလေးရှိတဲ့သူတွေဖြစ်ပါတယ်။နမဆက်တဲ့ Black Cap Chickadee မြောက်အမေရိကမှာတွေ့ရပြီးတော့ခန္ဓာကိုယ်တိတိလေးမှာခေါင်းကြီးကြီးရှိနေကြောင့်လူသိများပါတယ်။ အနက်ရောင်ကောင်းအဖြူရောင်ပါခဲရောင်ကြောပြင် အမီးနဲ့အတောင် အဖြူရောင်အနားသားလေးတွေနဲ့ချဲ့တာထားပါတယ်သူတို့ကလူလဲရင်ကြပါတယ်ရှင်နံပါတ်10နှင်းစည်းကွက်မြောက်အမေရိကရဲ့အာတိတ်ဆက်ဝိုင်းဒေသမှာတွေ့ရတဲ့နှင်းစည်းကွက်တရားဆိုရင်တော့အဝါရောင်မျက်လုံးနဲ့အဖြူရောင်အမွေးပွားတွေရှိရကြောင်းချစ်စရာကောင်းပါတယ်သူတို့ကအမဲလိုက်သမားကောင်းတွေလည်းဖြစ်ပါသေးတယ်ချစ်စရာကောင်းပေမဲ့လည်းရက်စက်တဲ့အမဲလိုက်သမားတွေပါပဲနော်နံပါတ်9 wobbling white eye တို့ဟာဆွေနှောင်းအစိမ်းဖြောဖြောနဲ့တန်လွင်သေးအောင်ဖြစ်ပါတယ်။သူရဲ့မျက်လုံးသားမှာဆွေနှောင်းအဖြူရောင်အကွင်းလေးတွေရှိနေတာပါ။အလေးချိန်ကတော့73ဂရမ်သာရှိနေပြီးအုပ်စုလိုက်တွေ့ရတတ်ပါတယ်။အရှိအရှာတဝိုင်းမှာတွေ့ရများပါတယ်။နံပါတ်၈ Tropical Parula တောင်အမေရိကမှာအတွေ့အများရပြီးတော့ခဲပြရောင်ခေါင်းပိုင်းနဲ့အဝါရောင်ကိုယ်တည်းရှိတဲ့ငှက်လေးတွေပဲဖြစ်ပါတယ်။အဖြူရောင်တောင်ရှိကအဝါဖြောရောင်ခြေချောင်းလေးတွေရှိတာပါ။ inside ရှာဖို့အတွက်အစ်ပင်တစ်ခိုင်းနဲ့တစ်ခိုင်းကိုလှင်လင်းမြန်မြန်ကူးဆက်သွားနိုင်ပါတယ်။ နမတ်ခွန်နဲ့ Blue Jay မြောက်အမေရိကအရှေ့ပိုင်းဒေသတွေမှာတွေ့ရပြီးအိမ်မွေးငှက်အမျိုးအစားမျိုးဖြစ်ပါတယ်။အဖြူပြားဆက်ထားတဲ့ကိုရေရှိက အနက်ရောင် level လေးရှိပါတယ်။သူတို့ကအစေးစံတွေစားလို့ရှိပေမဲ့လေပိုးမွားလေးတွေနဲ့အသီးနှံတွေပါစားတတ်ကြပါသေးတယ်ရှင်။နံပါတ်6 European Robin သူတို့ရိကတော့လိမ္မော်အနေဆက်ထားတဲ့ရင်အုံနဲ့မျက်နှာရှိတာပါ။အပေါ်ပိုင်းကတော့တန်လွင်အညိုရောင်ရှိနေပြီးဘိုက်ကတော့အဖြူရောင်ဖြစ်ပါတယ်။ပူပူလုံးလုံးလေးဖြစ်နေတာကအရန်ကိုချက်စရာကောင်းပါတယ်။ နံပါတ်၅ဘိုဟီမီးယားဝက်ကွင်းတို့ကတော့အရွယ်အစားအနေတော်ရှိကကြီးကောင်းတဲ့အဝါရောင်အတောင်နာကုတ်တွေရှိတာပါအာဒိတ်ဒေတာရဲ့မြောက်ဘက်အစ်တော်တွေထဲမှာစက်စားလေးရှိကြပါတယ်တို့ကတော့မျိုးစေ့ဖြန့်ချီမှုတွေမှာအရေးပါတဲ့ငှက်မျိုးတွေပဲဖြစ်ပါတယ်နံပါတ်၄လောင်းထေးထေးတို့ရာဟာဆွဲတော့အဖြူနဲ့အနက်ဆက်ထားပြီးတော့အမိရှိစီရှိတာပါ အရှိ14စင်တီမီတာသာရှိနေပြီးအတောင်ဖြတ်မဲ့ဆိုရင်တော့16ကနေ19စင်တီမီတာထိရှိကြပါတယ်။တရဝဆူညံတဲ့ငှက်လေးတွေဖြစ်ကအကောင်20လောက်ထိအုပ်စုဖွဲ့နေထိုင်ကြတာပါ။အင်းဆာပင်ကူတွေပြင်အသီးနဲ့အစိအစံတွေလည်းစားကြပါသေးတယ်ရှင်။နံပါတ်3 Northam Cardinal ဒီငှက်တွေဟာဆိုရင်တော့အနီရောင်ငှက်မွေးတွေနဲ့လုံးဝကြည်ကောင်းတဲ့ငှက်တွေဖြစ်ပါတယ်။အထီးရီရတော့အနီရောင်ကိုလုံးနဲ့အမဲရောင်မျက်နှာဖုံးရှိကအမရီရတော့အနီဖြော့ရောင်နဲ့ခဲရောင်မျက်နှာဖုံးရှိပါတယ်။ သရဝ21ကနေ23စင်တီမီတာအရှည်ရှိနေပြီးတေးသည့်ငံလေးတွေပဲဖြစ်ပါရယ်ကနေဒါအရှေ့တောင်ဘက်မှာတွေ့ရတတ်ပါရယ်ရှင်နမနဲ့ဂူဒီယန်ငှက်ပတိဩစတြေးလျမှာတွေ့ရတဲ့ဒီငံလေးတွေအားဆိုရင်တော့အယောင်သွေးရဆုံးလင်းပြီးပြန်နေတဲ့တက်တန့်လေးတွေလို့ဖြစ်တာကြောင့်ချစ်စရာလွန်ကောင်းပါရယ်သရဝတော့အစေးအစံတွေပဲစားလိရှိတာပါသရဝပိုးပန်းကြတဲ့အခါမှာအကားအလာပြကြတာကြောင့်နမဲကြည့်ပါရယ်နမတဲ့ Asian Fairy Blue Bug ူကတော့ငှက်လောကရဲ့စူပါမော်ဒယ်လို့ပြောရတော့တဲ့အထိပုံစံကအရန်ကိုမိမိုက်ပြီးတီးတချင်းတီးဆိုတဲ့နေရာမှာလည်းအရန်ကိုကောင်းပါသေးတယ်။သူကတော့အရှိန်24ရာနေ28စင်တီမီတာအထိရှိတာပါ။အင်ဒိုချိုင်းနာနဲ့အာရှတောင်ပိုင်းဒေသတွေမှာတွေ့ရတတ်ပါတယ်။အင်းဆက်တွေနဲ့အသီးနှံတွေကိုစားတော့ပါတဲ့ရှင်။ဒီနေ့ရထမြန်မာကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါအသက်သက်တော့အကြိုင်းဟိုင်နဲ့ပြန်လာခဲ့ပါမယ်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်